ဟိုနေစီမမလေးတင်ထားတိတ်လိုက်တယ်ဒီသတင်းမနေ့အလုံးစသတင်းဖတ်လို့မရဘူးဒီနေ့သတင်းဖတ်လိုက်တဲ့အချိန်မှာကြည့်လိုက်တဲ့အခါကျတော့ဘာတွေ့လဲဆိုကျွန်မမနေ့ကမြို့ထဲမှာပတ်နေနော်ကျွန်မမနေ့ကတော်တော်နေရတော်တော်များများရောက်ခဲ့တယ်ရုံးကိစ္စလည်းရှိတယ်ပြီးရင်ကာကြီးဝင်းဖတ်လည်းရောက်တယ်ပြီးရင်ညစီတန်းကိုလည်းရောက်တယ်အာပြီးတော့ဘယ်နေရာရောက်တယ်လဲဆိုတော့ DSC ဘက်လည်းရောက်ခဲ့တယ်အဲ့ဒါသူတို့မစ္စမမတင်ထားတယ်တိလား ဟိုဟာစစ်တပ်မျိုးတော်မှာလဲပေါ့ရွေးကောက်ပွဲကိုအားမပေးဘူးပေါ့လှုပ်ရှားအဲ့ရွေးကောက်ပွဲကိုညီတို့ဘာကိစ္စနဲ့အားမပေးချင်လဲမပါဝင်ဘူးဆိုဘာလဲညီတို့တတ်တတ်လုံးစစ်တပ်အုပ်ချုပ်တာနေနေတာငါတို့မနေချင်ဘူးလေရွေးကောက်ပြီးတော့ရောက်လာမယ့်အစိုးရကိုလိုချင်တယ်တိလားညီတို့ကကြိတ်ချင်နေတာတက်ကိုညီတို့ကကြိတ်ချင်နေအဲ့လိုပဲပြောလိုက်မင်းစီမမတရင်တင်ထားလုံးဝမှားတယ်ကျားတို့ပြုံးလဲဘသူမှမရှိဘူးအဲ့မှာတင်ထားတဲ့ကောင်ခိုးသခိုး ဟိုးချောင်းညိုချောင်းကြာညကြီးရောက်ညကြီးမှောင်မှောင်မဲမဲမှာတီရှက်အမဲရောင်ရဲ့ရင်ဘတ်မှာဝတ်ပြီးစိုက်ကဲအုတ်ထုတ်ကြီးစောင်းပြီးဓာတ်ပုံရိုက်ပြီးတင်လာတယ်စစ်တပ်မျိုးမှာလှုပ်ရှားတယ်အဲ့ဒါကိုတရင်ထုတ်တယောက်ထဲတော့တယောက်ထဲကအဲ့လိုလှုပ်တယ်တဲ့ချောင်းချောင်းချောင်းမှသွားရိုက်တော့ဘသူကမြင်ပါလဲလို့အဲ့လိုမျိုးနော်ပြီးရင်ရေရတယ်ဒီလားအမှုတင်ညာရှင်တွေကိုဘွိုင်းကော့လောက်ခိုင်းနေတဲ့ကောင်တွေကိုလည်းကျမတို့ကပြည်ရင်ပြီးဘွိုင်းကော့လို့မသူတို့အမျိုးတွေမြင်မှပြီးမှရှိတယ် အဲ့တော့အရင်တုန်းကလိုရင်ရင်ကြည်ကြည်လုံမနေလဲတော့သွားသူတို့အမျိုးတွေအကုန်လုံးကိုလည်းတို့ကဘိုင်းကော့လောက်ကြဆိုသူတို့ရဲ့အမျိုးတွေအကုန်လုံးနေလို့မရအောင်လောက်ကြဟိုတက်ဆိုင်ရာတွေတိအောင်ဒီလူကဒီဥမာကိုပေါ့ဆိုကိုပေါ့ရဲ့အမျိုးတွေကဘယ်ဟာသူ့မိန်းမရဲ့အမျိုးတွေကဘယ်ဟာဆိုတာကျွန်တော်တို့လိုက်ရှာတဲ့လိုက်ပြီးတော့အဲ့လိုမျိုးတွေလောက်တင်နေဘာလို့ဆိုသွေးထိုးနေတဲ့အမျိုးရုပ်တွေရဲ့အမျိုးတွေကိုလည်းဘိုင်းကော့လောက်တင် နိုင်ငံကောင်းစားဖို့နိုင်ငံကောင်းဖို့လုပ်နေတဲ့လူတွေကိုနိုင်ငံမှာမနေပဲနဲ့ထွက်ပြေးပြီးတော့သူတို့မိသားသူတို့တာသည်မိကိုနိုင်ငံသားမှကြောင်းထားပြီးသူတို့ကနိုင်ငံသားမှตายရပြီးမြန်မာပြည်တွေကလူတွေလက်ညှိုးထိုးပြီးဘွိုင်းကော့လုံဘွိုင်းကော့လုံလုပ်နေတာကျွန်မတို့မြန်မာမျိုးသားမျိုးသမီးတွေကခံနေကြမှာလားပြောခံနေကြရလားအလောက်ထိအုံအောင်မရှိတော့ဘူးလားအဲ့တော့ရွေးကောက်ပွဲဖြစ်အောင်လုပ်ကိုလုပ်ရမယ် ပြီးတော့ရွေးကောက်ပွဲမဖြစ်စေခြင်းမူမပါဝင်တဲ့လူပြောတယ်လူပါတစ္ဆာပေါ့ရှင်တို့ကြုံဘဝမလွတ်အောင်လုပ်နေစစ်တဲ့အုတ်ချုပ်တာကိုကြိတ်ကြွေးနေရအဲ့ဒါဒီလိုအခုလွတ်လွတ်လပ်လပ်လို့စစ်တဲ့အုတ်မချုပ်ပဲနဲ့ဟိုမာရှယ်လောနဲ့အုတ်ချုပ်ပေးလိုက်ရမှာနားရေရောအဲ့ဒါအောင်ထိုင်ပေါ့ဒီလိုချုပ်ချုပ်တဲ့ကားတော့ဘယ်ချုပ်ချုပ်လဲအောင်ထိုင်เนาะဒါရင်အားလုံးကပြည်သူမဟုတ်တော့ဘူးအဲ့ဒါလုံးဝပြည်သူပုံလို့ရေးချစ်ဖြစ်ဖြစ်တော့ တမ်းမီတမရှိတဲ့ရန်ရှင်လေးမိဘပြည်သူများမင်္ဂလာပါခင်ဗျာအညီလေးမောင်စီလောင်းနေတာနေတူလေသူ့ဘဝနဲ့သူချူလေးလေသူ့ဘဝနဲ့သူမောင်စီလေကိုဘဝနဲ့ကိုကျွန်တော်ဆရာချင်းနဲ့ကိုဘဝနဲ့ကိုကိုယုံကြည်ရာကိုလို့ကိုရှိပါအဲ့ဒါဟာဒီမိုကရေစီရဲ့အခြေခံဆိုင်ကိုဘက်ကိုမလိုက်လို့ကိုဘက်ကိုမထောက်ခံလို့ဟုတ်လား ါတို့ရဲ့ပြစ်မှတ်ငါတို့ရဲ့ရန်သူဆိုပြီးလက်နက်မကင်ထားတဲ့ဒီအမှုပညာသေးတွေကိုယခုလိုပြောခြင်းရတော့အမတမကိုအသိဉာဏ်နဲ့ရောက်တယ်။အမတမကိုအတွေးခေါ်နဲ့ရောက်တယ်လို့ညီလေးမော်စီကကျွန်တော်ဆရာချစ်ကနော်။ဆုံးမစကားပါလိုက်တယ်လို့ message လေးလေးပေးတယ်ဆိုရင်မှားဘူး။ကိုယုံကြည်ရကိုလောက်ခွင့်ရှိတယ်ကိုသိထားတဲ့အရာပဲကိုလောက်တဲ့အရာပဲမှန်တယ်မထင်ပါနဲ့။ဒါဆိုရင်အသိဉာဏ်နဲ့တာပဲ။ ကကြီးကိုအပေါ်ကနေကြည့်ရင်ရောင်းမြန်လန်ပြီးကြည့်လိုက်ရင်ရပ်လက်ဖြစ်တယ်။ဘေးတစောင်းကြည့်လိုက်ရင်ပုံစံတစ်မျိုးထွက်တယ်။အရှင်းတော့တောင်မြောက်ပတ်ချလေကြည့်လိုက်ပုံစံတစ်မျိုးစီမြင်နေရတယ်။ကိုမြင်တဲ့ပတ်ကပဲကြည့်ပြီးအမှန်တရားလို့မထင်ပါနဲ့။ဒီလေးမောင်စီကိုပါပြောချင်တယ်ဆိုရှုတော့ပြောင်းပြီးကြည့်ပါ။လာမယ့်အစိုးရတရရွေးကောက်ပွဲเนาะလုတ်ပြီးလို့စိုးရတရပေါ်လာရင်အဲ့ဒီအစိုးရပေါ်လာတဲ့အပေါ်မူတည်ပြီးတော့ နော်ပြည်သူတွေကိုလှုပ်ကြံတက်ဖြတ်မှုအမှုပညာတွေတွေကိုလှုပ်ကြံတက်ဖြတ်မှုလက်နက်မရှိတဲ့သူတွေကိုလှုပ်ခဲရင်တော့နော်နိုင်ငံကအကြမ်းဖက်ရှင်တွေဝင်သွားနိုင်ပြီးတော့အင်တာပိုနဲ့သို့မဟုတ် G2G government to government အစိုးရအချင်းချင်းချိတ်ဆက်ပြီးတော့နော်ဖန်စီလာနိုင်ကြောင်းနဲ့နိုင်ငံသားမှရှိတဲ့ထောက်ပို့တွေအနေနဲ့နော် ြည်တွင်းအကြံပတ်လို့ခေါ်တာထက်နိုင်ငံတကာအကြံဖတ်ဆိုတဲ့ခေါင်းစဉ်အတက်ခံရပြီးတော့နိုင်ငံတကာအကြံပတ်တွေကိုထောက်ပို့ပေးနေတယ်ဆိုပြီးတော့မြေလင်းမောင်စီတို့ကเนาะအချိန်နေ မကောင်းလာနိုင်တော့တဲ့အနေအထားမျိုးရှိလာပါကြောင့်ကျူတင်ခံမသုံးသက်ပြရင်ပြည့်မြေလင်းမောင်စီကိုယ့်ရဲ့လျှက်ရည်တွေကိုဆော့ဆော့စီစီရုပ်သိမ်းတင်ပါပြီเนาะအနာဂတ်ကိုကြုံမြင်ပြီးတော့ထွက်ပြေးတင်ပါပြီလို့ကျွန်တော်ဆရာချက်ကတင်ပြရင်း ကျွန်တော်ရဲ့နောက်မှာနတ်စစ်တပ်ကြီးရှိတယ်ဒီခင်းချင်းကြီးမှာဘသူကမှအကာအကွယ်မပေးဘဲနဲ့တင်အောင်ထင်းတိုက်ပီထဲမှာပတ်ပြီးတော့တေမာမကြောက်ပဲဘာလို့သွားနေရလဲဆိုရင်နတ်တီနဲ့မိဖွဲ့ထားခြင်းဖြစ်လို့ဖြစ်ပါတယ်ဆိုတာကိုထပ်မံတင်ပြရင်နတ်တီနဲ့မိဆွေဖွဲ့မြို့များလုံးမင်္ဂလာပါဗျဒီနေ့က29ရက်ဆယ်လပိုင်း2000နဲ့မှ25ဖြစ်ပါတယ်ဗျအကြံကုန်တော့ဂလုံးစားချက်ဆိုလိုပဲဒီနေ့အကြံဖယ်များရဲ့ကျုံမှာကန်းကုန်မှုပထမဦးဆုံးဆိုတော့ ဆိုတာပြင်ပြောတော့မှဖြစ်ပါလိမ့်မယ်နော်ပထမဦးဆုံးပါပဲဒီနေ့စကိုင်းတိုင်းရွှေဘုံမြို့နယ်တဲ့ကကြောင်မြောင်းနော်ကြောင်မြောင်းနဲ့ဆင်ကူးပေါ့နော်မြေကူးတရားပေါ့နော်ဒီဒီကနေ့တရားကိုပေါ့နော်ကြောင်မြောင်းနဲ့ဆင်ကူးမြေကူးတရားကိုတဲ့ဂျန္နာတိန်ကြီးတရားကို29ရက်နေ့နနေ့ဆရဏာကြီး29 PDM 29မိနစ် PDM များမှာမိုင်းခွဲပြီးမှချိုးပြလိုက်ပါလေကနော်ချိုးပြလိုက်ပါလေနော် အဲ့မဲ့အာဗီလေးအလယ်မှာကျိုးကြပျက်စီးသွားတယ်လို့ဦးဇင်းတို့ဒါခိုင်လုံတဲ့တရင်ကိုရရှိထားပါတယ်ဗျာနော်ဒါဘာဖြစ်လို့ဒီတရားကိုချိုးလိုက်တာလဲဆိုဒီတရားကြီးကပြည်သူတွေအများတူငါသွားတဲ့တရားကြီးဖြစ်တယ်နော်ဒါစင်ကူတို့ဒါစင်ကူမြကူတရားပေါ့ဗျာနော်ဒါယရနာတိန်ကြီးတရားဆိုတာကတော့ဒါရွှေဝိုးတို့ကြောင်းတော့တို့ဒီတရားကိုအကုန်လုံးမှာအပြည့်ပြည့်ပြည်သူတွေကသွားလာလို့ရှားတယ်အဲ့ဒါကို7နှစ်ကြီး28မိနစ်မှာ PDF အကျန်းဖက်များနဲ့နော် တော့မှဒါဖြက်စီးသွားတယ်ပေါ့ထိုးချက်သွားတယ်ပေါ့နော်တန်ဖက်အုပ်စုကနေပြီးမှဘာကြောင့်ဖြက်စီးသွားလဲဆိုတော့ဖြက်ရှင်းရှင်းလေးပါအခုဆိုရင်သခိုင်းတိုင်းမှာမော်လိုက်လို့အကုန်လုံးတော်တော်များများကြီးကစစ်တပ်ကဒါတရားခိုင်တော့အုပ်ချုပ်တရားခိုင်တော့ဥစည်းဝိုင်းတရားခိုင်တော့အုပ်ချုပ်မိသွားပြီပေါ့ဗျာနော်အုပ်ချုပ်မိသွားပြီအဲ့လိုဆိုတော့ဒီဇက်တိုက်ပဲသခိုင်းတိုင်းတိုက်မှုကြီးဟာဒီဇက်ဒီရက်ထဲမှာဇက်တိုက်ဆိုလို့ပဲသူစစ်ကိုအကုန်လုံးတော့တူဝိုင်းနဲ့သူစစ်ဆင်းနေတယ်ပေါ့သူစစ်ဆင်းတော့ဒါအခြေအနေမကောင်းတော့ဘူး ဒီဘက်ကိုတောင်ပြောင်းလို့တောင်ပြောင်းနဲ့ရွှေဘူရွှေဘူလို့ဆိုလို့ရှိရင်လန်ဒရာဖြတ်သွားဖို့ဖြတ်လာဖို့ဆိုရင်တော့တို့ကဒီဘက်ကိုပြန်အဲ့ဘက်ကိုမကူးလိုက်မကူးလို့လာလို့မရအောင်အခက်အခဲတွေ့အောင်ဆိုပြီးဒါဒရာကိုဖြတ်စည်းလိုက်တာပဲဒါတော့ဒီဒရာဖြတ်စည်းဘာကိုပြောချင်တာလဲဆိုရင်ပြည်သူအတွက်ပြည်သူကာကွယ်ရေးပြည်သူလုံခြုံရေးဆိုတဲ့ PDI အမိကအကြမ်းဖက်အုပ်စုတွေကပြည်သူတွာလာနေတဲ့ဒရာကိုဖြတ်စည်းလိုက်တော့တတ်မလို့ပါပဲကြီးကြိုက်သွားမှာလားပြည်သူတွေပဲ ထိခိုက်သွားမှာလားဗီဒီယိုတွေပဲနေတာသွားမှာလားဆိုဗီဒီယိုများလဲကိုယ့်အကူတာစဉ်းစားဖို့ဗျာနော်ရာတယ်28ရက်နေရလဲထုံနေလူတော့ပါပဲနော်ခေဘူကြောင့်ကြောင်ကြောင်အများလူကသွားတဲ့ကားလန်ဘုံပေါက်တရားကိုလဲ28ရက်နေ့စနေ29နော်စနေ25မိနစ်ပေါ့ဗျာ29အဲ့ချိန်တော့ကလဲ29 29ရက်28ရက်နေရပဲပြောပါမယ်နော်ဒါ28ရက်နေရလဲမိုင်းခွဲပြီးမှဖြည့်ဆည်းသွားတယ် ဆုတ်ရခံလိုက်ရတယ်ပေါ့နော်အဲ့တော့ဒီ PD ရဲ့အကြမ်းဖက်တွေကဆုတ်လို့ရှိရင်အေးစစ်မဆုတ်ဖဲနဲ့ဒါအများသူကပြည်သူတွေကိုသွားတဲ့လမ်းတွေကိုပဲတရားတွေကိုပဲဒီလိုမိုင်းခွဲပြီးဖြက်စီးရဲဆိုတော့ဒါကြီးပဲကြက်လေတရားကိုဖြက်စီးလိုက်တာနဲ့သူတို့တော့ဘာကောင်းကျိုးပြုသွားပါလဲပြည်သူတွေဒါပြည်သူတွေဘယ်လောက်နင်းလာလဲဆိုတော့လေသူတို့မတွေးတော့ဘူးလားဒါလေးကိုလေနော်ဒီသခိုင်းတိုင်းထဲမှာရှိတဲ့ရွှေဘုံနယ်ထဲမှာရှိတဲ့ကြောင်ကြောင်နယ်ထဲမှာရှိတဲ့စင်ကူးနယ်ထဲမှာရှိတဲ့ အကြောင်းဖြစ်နေရောနေတဲ့ပြည်သူများအားလုံးဒါလေးကိုလည်းသိစေချင်ပါတယ်ဗျာနော်ခွန်နေလူသွားပါပဲညကဒါတော့သတိကောင်းမှုတော့အနည်းတဝိုက်မှာညမိုးချုပ်ခန်းဒီမှာအနေငယ်တစ်ဖက်ထိတွေ့မှုဖြစ်တယ်လို့ဦးစင်းတို့ကြားသိရတယ်ဒါလည်းသတိတိုင်းထဲမှာထိတွေ့မှုဖြစ်တယ်လို့ကြားသိရတယ်နော်အဲ့ဒါဒီသတိကောင်းမှုတော်ရဲ့အဖက်ကြောင်းနေပါဆိုလို့ရှိရင်လိုက်ရှင်းလိုက်ရင် PDF ကပျောက်သွားပြန်ပျောက်သွားပြန်မရှင်းလို့၄-၅ရက်လောက်ညင်သွားပြန်ပြီဆိုရင်ဒီပြရမယ်လာလာပြီးမှပြစ်ထားလို့လာလာပြီးမှချင်းချောက်ထားလို့ ဦးစင်းတို့ကြားနေရတဲ့တည်င်းကတော့ဟုတ်မဟုတ်မတိပြင်းနဲ့လဲစစ်ဆက်ရခိုင်တော့ကတော့တေးကြတယ်ထွေဥတယောက်ကိုဖမ်းဆီးသွားတယ်လို့ကြားသိရတယ်နော်ထွေဥတယောက်ကိုခေါ်ဆောင်သွားတယ်လို့ကြားသိရတယ်ဒါသကိုင်းမျိုးပါသကိုင်းမျိုးပါနော်အဲသကိုင်းမျိုးရဲ့ပတ်ပတ်လဲအနည်းတော့နော်ချိရောက်သွားဇက်တိုက်လဲချိရောက်သွားလဲရှင်းလင်းနေရအခုတရက်နေရအတွင်းမှာပဲဒါချိချိရောက်ရောက်တော့ရှင်းတော့ရှင်းလင်းနေရဒါပေမဲ့ သူတို့ကကြမ်းမှကြိုက်ထားဘူးဗျ။နော်ကြမ်းမှကြိုက်ထားဘူး။အဲ့တော့ကြမ်းဖက်နဲ့အလိုတူအလိုပါနေတဲ့လူတွေလည်းရှိတယ်။နော်။တမတော်လာရင်ပြည်သူလုံးလိုက်တယ်။တမတော်ကပြန်သွားလို့ရှိရင်ကြမ်းဖက်နဲ့ပူပေါင်းလိုက်တယ်။အကြမ်းဖက်ကိုတရင်ပေးတယ်။အနီအဲ့နီးတဝိုက်တွေမှာချွတ်ရွာလည်းရှိတယ်။အဲ့ဒီဟာတွေတော့တရင်ကိုတိတိကျကျခိုင်ခိုင်လုံလုံနဲ့ထိရောက်စွာလုံဆောင်မှုလိုအပ်တယ်လို့သိရပါတယ်နော်။ဒါကရတော့နာမည်ကြီးဒါကြီးနော်။ဒါကရတော့ဖမ်းတယ်ဖမ်းပြီလို့ရှိရင်ဟုတ်လား။ အဲ့တော့ထွေးကိုဆွဲခံရတော့ထွေးကိုလည်းတဘောပေါက်ပြီဗျာနော်ဗီဒီယားကတော့ဟုတ်လားတဘောပေါက်ပေါ့ဗျာနော်ခင်ဗျားတို့ကလက်နေမဲ့ထွေးကိုဆိုတာလက်နေမဲ့နော်လက်နေမရှိဘူးအဲ့လက်နေမဲ့တွေပါတယ်ဆိုပီဒီယားကတော့ကြည့်နေမှာမဟုတ်ဘူးနော်အဲ့ဝင်နှဆိုတာနဲ့ပီဒီယားကအကြမ်းဖက်ကကြိတ်မှာပဲနော်အဲ့တော့ခင်ဗျားပတ္တစာတွေနဲ့ပြည်သူစစ်တွေနဲ့ပြည်သူစစ်တွေနဲ့ထွေးရုပ်တွေနဲ့သခိုင်းမြို့မှာခဲဌာနပေါင်းဝင်ပေါင်းဝန်ထမ်းပေါင်းစုံပေါ့စစ်စစ်လုံးလုံးနဲ့ညီညွတ်ညွတ်နဲ့ပူးပေါင်းမှုဒါ လိုအပ်တယ်လို့ဥစဉ်ကတော့အကြံပြုခြင်းပါလေဗျ။တန်တာတဲ့အချားအရာတွေကတော့ဥစဉ်ကတော့မပြောခြင်းပါဘူးနော်။မပြောခြင်းပါဘူး။ဒါလေးလဲသခိုင်းတိုင်းမှာဒါကတော့ဖြစ်သွားတဲ့အရာမှန်တယ်ဗျ။ဥစဉ်တို့မန္တလေးမြို့ကတော့ရှင်းတယ်။မန္တလေးမြို့ရောက်လာတဲ့အတိုင်းမှုဒီမန္တလေးမြို့ရောက်ပြီဆိုကြတဲ့ကောအရေးရှိရှိလို့ရောက်လာတဲ့အတိုင်းမှုများတယ်။နော်။ဘမောကနေပြောင်းလာတယ်။အဲ့တော့ပြည်သူစစ်တွေကိုလည်းဒီချိန်မှာပြည်သူစစ်တွေကတော့တိတ်စစ်မတိုက်ရသေးဘူး။ နားနေရတာကြာပြီပေါ့ဗျာနားနေရတာကြာပြီအဲ့နားနေရတဲ့ကြာတော့ CEO ဘက်မှာတော့ပြည်သူစစ်တီကိုစနစ်တကျစရင်ကောက်ပြီးမှစနစ်တကျသူ့နေမည်သူ့စစ်နေမည်နဲ့သူ့သူ့နေမည်နဲ့သူစီမံကွက်ခွဲဖို့ဒါလှုပ်ဆောင်နေတယ်လို့လည်းဦးစင်းတော့ကြားသိရတယ်ဝမ်းသာပါတယ်ဘာပြောလို့ရောက်ဒါပြောရရင်တော့ဒီလိုလှုပ်ချင်းအပြင်ဒီတိုင်းမျိုးကြီးဒီပြည်သူစစ်တီပြည်သူစစ်အားလုံးဒီဒါမရရတကြောတို့ဒီမရရအနည်းတဝက်အကုန်လုံးမှာအတက်တွေနဲ့ချွေးတွေနဲ့ရင်းခဲ့ရတယ်ဆိုတော့လည်းတိုင်းမှုကဒါအတိမဲ့ပြလိုက်တာပဲ။ဒါလေးပြည်သူစစ်တီကဒီလိုစစ်တိုက်ခဲ့ရတယ်ဆိုတော့လည်းတိုင်းမှုဒီတိကျတဲ့အတွက်ကြောင့် စနစ်တကျဒါစီမံပြီးမှစနစ်တကျလုပ်လိုက်တယ်လို့တွေ့တာအဲ့တော့ဥစဉ်အကြံပြုကျင်တာကတော့နော်ပုံကတော့ဘာမှတော့မဟုတ်ပါဘူးဒါအကြံပြုချင်းဖြစ်ပါတယ်ဗျာနော်ဒီလူစစ်တွေမန္တလေးမှာအများကြီးရှိပါတယ်အဲ့တော့အလုံးလုံးတဲ့ဒီလူစစ်လည်းရှိလို့အလုံးမလုံးတဲ့ဒီလူစစ်လည်းရှိတယ်အဲ့တော့ရှေ့တန်းမှာလည်းဒီဆက်ရှေ့ကိုတိုးတိုးပြီးမှဒီလူစစ်တွေနဲ့တပ်မတော်သားတွေပူးပေါင်းပြီးမှနော်ဒီငကောကလုံးကြုံရေးထားတဲ့နေရာတွေကိုမထားတော့ဘဲနဲ့ရှစ်မှာသစင်းသစင်းသစင်းပြီးသစင်းသစင်းပြီးသစင်း တို့တို့ခိုင်းမှာတို့ခိုင်းမှုလိုအပ်တယ်နော်တို့ခိုင်းမှုလိုအပ်တယ်ဘာလို့လဲတစင်းရှစ်တက်သွားတာပဲကောင်းပါရဲ့နော်ဒီတိုက်ခိုင်းရင်မှာဒါခုံးကြီးနေနေပြောစရာတော့မလိုအောင်တိုင်းမှုကြီးဒီဒါတိုင်းမှုကြီးရဲ့ကောင်းတဲ့မှာအချမ်းဖက်နှိမ့်နေရင်ကိုပဲစဉ်းစားနေတယ်ဆိုတာလဲဒါဦးစင်းတို့ကတီးပြီးကြပါတိုင်းမှုကြီးကိုယ်တိုင်လဲအချမ်းဖက်တွေကိုခြေမုန်းခဲ့တယ်အချမ်းဖက်တွေကိုတိရောက်စွာလောက်ခဲ့တဲ့အဲ့လိုလောက်ခဲ့တဲ့အရေးချင်းရှိလို့ပဲနိုင်ငံတော်ကတိုင်းမှုနေရာကိုခန့်လိုက်တယ်လို့ပဲဒါဦးစင်းတို့ကတရားခိုင်လုံးယုံကြည်ခြင်းဖြစ်ပါတယ် အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ဒီလုံချိုရေးတာဝန်မှထမ်းဆောင်ရတယ်ဒီတိုင်းမှထမ်းဆောင်ရတယ်ဆိုရင်ပြည်သူစစ်တွေကနည်းနည်းပော့သွားမှာစိုးလို့ပော့သွားမှာစိုးလို့အဲ့တော့တို့တွေနဂိုကလေးကစစ်တိုက်ခြင်းလို့ပြည်သူစစ်လုပ်တဲ့ဟာရှိတယ်တိုင်းမျိုးကာကွယ်ခြင်းလို့ပြည်သူစစ်လုပ်တာရှိတယ်အဲ့တော့တိုင်းမျိုးကာကွယ်ပြည်သူစစ်လုပ်တာရှိတဲ့အတွက်ကြောင့်ရှေ့တစ်ဆင့်ပြီးတစ်ဆင့်တို့ခိုင်းတာအကောင်းဆုံးလို့ပဲဦးစင်းတော့ကတော့ဒါအကြံပြုချင်ပါလေဗျာနော်ဦးစင်းကတော့အကြံပြုချင်းဖြစ်ပါလေဗျာနော်ဒါဦးစင်းအကြံပြုချက်ဒီမှားခြင်းလဲမှားမယ်မှန်ခြင်းလဲမှန်မယ် အဲ့တော့အမအမကတော့လူကြီးတွေပဲဒါဆုံးဖြတ်မှာဖြစ်ပါလိမ့်မယ်နော်ဒါလေးလည်းပြောချင်ပါလိမ့်မယ်နော်ဒါဒါလေးဒါပြည်သူစစ်တွေကိုလည်းဟုတ်လားမှရင်လည်းမှတဲ့အတိုင်းထိရောက်ဆိုတာအရေးကြီးမှဖြစ်တယ်လို့မှရင်လည်းမှန်တဲ့အတိုင်းကာကွယ်ပေးဖို့ဟာကိုလည်းဒါတိုက်မှုကြီးကိုအစအနေနဲ့ဒါပေါ့ကတော့အနေနဲ့မေတ္တာရက်ခံချင်ပါလိမ့်မယ်နော်မေတ္တာရက်ခံချင်ပါလေဒါလေးလည်းတိုက်မှုကြီးကိုမေတ္တာရက်ခံချင်ဖြစ်တယ်အခုရွေးကောက်ပွဲကလည်းပြီးလာပြီဆိုတော့ရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကိုဒါဒါအမျိုးမျိုးဖြတ်မဲ့သူတွေလည်းရှိတယ်နောက်ချက်ပေးမဲ့သူလည်းရှိတယ် တချို့ဆိုလို့ရှိရင်ရွေးကောက်ပွဲကာလာကြီးမှာဒီနေ့ထက်တောင်ဖြတ်နေလို့ထင်တယ်ညလော်စရီကနဲ့អော်တယ်တဲ့အစောကြီးကလေးကတို့တွေလောက်ကြပါလားဘာဖြစ်လို့ရွေးကောက်ပွဲကာလာကြီးကြမှာလို့ကြဒါပြည်ကြီးတကွင်ကောင်းကတော့ကြကွအင်ဂျီ400လောက်ရှိတယ်အဲ့တော့ရွေးကောက်ပွဲအချိန်ကြမှာရွေးကောက်ပွဲစီယုံရေးကာလာရောက်ခါကြမှာဒီမလော်စရီကနဲ့မနေ့က28ရက်နေ့ညမှာမိုးချုပ်ပိုင်းဒီမှာអော်တယ်တဲ့ဒီအင်ဂျီကိုဖြက်စီးပြီးအင်ဂျီကိုဖြက်ရမယ်ဆိုရင်ပြူဖြက်ရမယ်ပေါ့ဗျာနော်အဲ့ဒီအင်းနေလာတာကလည်းနေပေါင်းကြောင်သားဆိုတာရှိနေပြီနိုင်ငံတော်စီမံချက်နိုင်ငံတော်ရဲ့ နိုင်ငံတော်ကတိန်းတယ်နိုင်ငံတော်စီမံချက်နဲ့လုပ်တယ်နိုင်ငံတော်ကတိန်းရင်တော့မှနိုင်ငံတော်ကအဲ့ဒီအိမ်တွေကိုအိမ်ငါကတော့အိမ်လကတော့ထိုက်တင်တယ်ဦးသိန်းတို့ဒီမြစ်စိတ်တွေမှာခြိုက်တန်ဆန်တို့အော်မီတာဆန်တို့မောင်အောင်မျိုးတို့မြစ်စိတ်တွေမှာအေးအေးဒီချက်ဖြစ်ခဲ့တော့ကအိမ်တွေကိုရောကြီးတွေပြေးခဲ့တယ်နေရာတွေပြေးခဲ့တယ်အခုဇောင်းကတော့မှလည်းဒီပုဂ္ဂလိကခရိုနီတစ်သေးတူအတွက်နဲ့ဒီရွေးကောက်ပွဲကာလကြီးမှာဒီအိမ်တွေဖျက်ရမယ်ဖျက်သိမ်းရမယ်ဆိုတော့တစ်ထက်တောင်ဖျက်ပြီလို့ဦးသိန်းတို့ကအထင်ပါတယ်ဗျာနော်အဲ့တော့ ညောင်များကနေပေါင်းတယ်မှာကတချို့လဲဝဲနေလာဝဲနေလာရတာဝဲနေတယ်ရတာမော်ဝဲနဲ့ဒီညိုင်နေလို့မရဘူးเนาะအခုမှဒီလိုရွက်ောက်ဘက်ကလာရင်မှအချိန်ကိုက်ဖက်တယ်ဆိုတော့အချိန်ကိုက်အိမ်တွေကိုဖြတ်ခိုင်းတယ်ဆိုတော့အချိန်ကိုက်ဒီလာရုပ်တယ်ဆိုတော့ဘာတော်လဲလို့မင်းခွန်းထုတ်ရမယ်အချိန်ဖြစ်ပါတယ်အဲ့တော့မေတ္တာရခိုင်တင်တယ်ရွက်ောက်ဘက်ပြီးမှနေဥပဒေနဲ့လူလွတ်တော်မှာအစိုးတင်သွင်းပြီးမှဒီအိမ်တွေကိုခင်ဗျားတို့မလုံတင်ဘူးလားလို့ဦးစင်းကတော့အကြံပြုခြင်းပါတယ်ဗျဒါတော့အကြံပြုခြင်းဖြစ်ပါတယ်ဒဂါရီတို့ဥပဒေကိုဒဂါရီတို့ရဲ့လုပ်ရက်ကိုခရိုနီတွေရဲ့ ဝင်မြတရားနိုင်ဆိုလိုလို့ပေါ့ဗျာเนาะအဲ့ခရိုနီယာအဲ့နေအောင်နေလဲမနေဘူးရောက်လဲမရောက်ဘူးဗျာတောင်လူတွေရဲ့အဲ့အချင်းအဲ့ဒါတွေကတောင်လူတွေရဲ့လေယာဉ်ပြည်တွေတောင်လူတွေရဲ့ဟာတွေနောက်ကြမှာသူတို့တွေဌာနဆိုင်ရာပေါင်းတဲ့အကုန်လုံးဝင်ပြီးဝါညာအကုန်လုံးလုတ်ပြီးမှဒရန်ပုံတိုင်းမိုးတွေလုတ်ပြီးမှလုတ်တဲ့ဟာဒါရီကပြောစရာမလိုပါဘူးเนาะအဲ့ဒီမှာဒရန်ပေါက်တဲ့ဟာပေါက်တယ်မပေါက်တဲ့ဟာမပေါက်ဘူးဒါလိုကြီးမိုးကွက်ချမိုးရွာလို့ဖြစ်တဲ့အရာတွေဒါအဲ့ဒီဆိုရလက်ထက်ကဒါတွေကိုလုတ်ခဲ့တာဒီနေ့တိချင်းကြီးဒါဒီဇလန်းနေရှုပ်တော့ဆိုတော့လည်း ဒါဒီရွေးကောက်ပွဲကာလမှာရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌတွေရောရွေးကောက်ပွဲဆိုင်ရာပါတီတွေပါတီပေါင်းစုံရောဒါရွေးကောက်ပွဲပြီးမှဒါတွေလုပ်ပါဆိုတာကိုမိတ္တရက်ခံတင်တယ်လို့ဦးစေးကပြောချင်ပါတယ်ဗျာနော်မြေကြီးတွေဝင်လို့တော့အမှတ်တွေရောပေါ့ဗျာဝင်တိုင်းမဲ့အမှတ်တွေအားလုံးရောဒါပြည်သူတွေကိုကာကွယ်ပေးပါလို့လည်းပြောချင်ပါတယ်အားလုံးတော့ပါပဲဗျာ